ဟာလာလုယာဖခင်နာမဘုန်းကြီးပါစေအာမင်အွန်လိုင်းကခွန်အားယူနေတဲ့မိသားစုညီကိုမောင်နှမတွေဖခင်နှုတ်ကပတ်တော်အပြည့်ဒီနေ့ကောင်းချီးခံစားမယ်လို့မျှော်လင့်နေဟာလာလုယာဒီနေ့ကျွန်တော်ဘာအားပေးခြင်းလဲဆိုဘဝအသက်တာထဲမှာတမာကျန်းစာမှာကောင်းစားသွားတဲ့လူတွေအကြောင်းပြောပြကောင်းချီးခံစားတဲ့ဖခင်ချီးမြှောက်တဲ့ဖခင်တို့ကိုယေရှုပြုတယ်ဘာကြောင့်ဖခင်ကတို့ကိုယေရှုပြုရတာလဲတို့မှာလျှို့ဝှက်ချက်ရှိတယ်မောရှေကဣသရေလလူတွေကိုအယုဒပြည်နဲ့ကယ်ထုတ်ခဲ့တယ် သိန်းနဲ့သန်းနဲ့ခြေတဲ့လူတွေအသက်ကြီးတဲ့လူပါတယ်ခလေးပါတယ်လူငယ်ပါတယ်တရိတ်ဆန်ပါတယ်အဲ့ဒါတွေနဲ့သူတို့ထွက်လာတယ်ကိုတော်သွားရင်ကျွန်တော်သွားမယ်ကိုတော်မသွားရင်ကျွန်တော်လည်းမသွားခိုင်းနဲ့ဒါဆိုသူဘသူနဲ့သွားကျင်တာလဲဖယားနဲ့သူဘသူနဲ့ရှိကျင်တာလဲဖယားနဲ့မောရှိကစီးစိတ်ဥစ္စာနဲ့အတူရှိကျင်တာလားဖယားနဲ့လားဖယားနဲ့ရှိကျင်တာဖယားမသွားရင်အဲ့နေရာကျွန်တော်လည်းမပို့နဲ့အတိတ်ဘယ်ကဖယားမရှိတဲ့နေရာမှာသူလည်းမနေကျင်ဘူး ရွှေရှိလို့နေကျင်တာမဟုတ်ဘုရားရှိလို့နေကျင်တာအာမင်ယာရုရှိလို့နေကျင်တာမဟုတ်ဘူးဘုရားရှိလို့နေကျင်တာဘုရားမရှိရင်ဘာရှိရှိကျွန်တော်မနေဘူးဒါကြောင့်ကိုတော်ကိုတော်မသွားရင်ကျွန်တော်ကိုမပို့ပါနဲ့သူ့ဘဝရဲ့ first ကဘာလို့လဲကိုတော်အာမင်ဘုရားကို first ဟာအဲ့လူရဲ့တတဘယ်တော့မှမဆုံးရှုံးစေရအောင်ဘုရားရှိတာဝန်ယူတယ်ဒါကြောင့်မောရှိရဲ့ဘဝကိုဘုရားကချီးမြှောက်တယ်မဟုတ်ဘူးလားဘုရားကဆက်ပြီးတော့မဆားတယ်မဟုတ်ဘူးလားဘာကြောင့်လဲ မောရှိရဲ့ဘဝမှာဘယ်သူက first ဖြစ်နေလဲ God first ရွှေက first မဟုတ်ဘူးယာဒူက first မဟုတ်ဘူးဝမ်းမြောက်ခြင်းတွေက first မဟုတ်ဘူးကိုတော်ကသူ့ဘဝရဲ့ first ပဲဒါပဲဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများဘဝမှာ God first ဖြစ်ဖို့အရေးကြီးတယ်အာမင်နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောခြင်းနဲ့ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ရှင်ဘောလူပြောနေတယ်ငါအသက်ရှင်နေတာခရစ်တော်ဖြစ်ဖို့ပဲတဲ့ ခရစ်တော်ဖြစ်နေတယ်ကျင်းတော့သူ့ရဲ့အသက်ရှင်ခြင်းကရွှေဖြစ်နေတာမဟုတ်ဘူးငွေဖြစ်နေတာမဟုတ်ဘူးထင်ပေါ်ကြော်ကြားမှုတွေဖြစ်နေတာမဟုတ်ဘူးသူ့ရဲ့အသက်ရှင်ခြင်းကဘာလို့ဖြစ်နေလဲခရစ်တော်ဖြစ်နေတာဒါဆိုပေါ်လူရှင်လားခရစ်တော်ရှင်လားခရစ်တော်ရှင်တချို့ကပါလေယာဒူးပေးပါယာဒူးတိုးပေးပါဘုရားသခင်ယာဒူးတိုးအောင်မဆားပါသူ့ရဲ့ first ကပါလေယာဒူးကျွန်တော်ကိုနာမည်ကြီးအောင်မဆားတော်မူပါ သူရဲ့ first ကပါလေထင်ပေါ်ကြော်ကြခြင်းရှင်ဘောလူကအရင်တည်းကနာမည်ရှိတယ်အရင်တည်းကငွေရှိတယ်အရင်တည်းကယာတို့ရှိတယ်ဒါပေမဲ့သူရဲ့အသက်တာထဲမှာ God first မဖြစ်ခဲ့ဘူးအရင်တုန်းကရှောလူဘွားမှာတုန်းကဒါပေမဲ့ဒီကနေ့သူရဲ့အသက်တာပါလေဒါတွေမဟုတ်ဘူး तू ပြောနေတာငါအသက်ရှင်သည့်ယာမှာခရစ်တော်ဖြစ်၏ तू ဘာကို first ထားလဲဖယားရှင်ကို तू first ထားတယ်ဒါကြောင့်ဖယားသခင်ကို first ထားတဲ့သူတွေရဲ့အသက်တာ ဘယ်တော့မှမဆုံးရှုံးမှုဆိုတော့နားလေရတယ်။မောရှိဖះကိုဖတ်စ်ထားတယ်။ရှင်ပေါလုရဲ့အသက်တာဖះရှင်ကိုဖတ်စ်ထားတယ်။ဒါကြောင့်တကယ်ပဲသူတို့ရဲ့အသက်တာမှာဖះခင်ချင်းမြောက်ချင်းကိုခံရတယ်ဆိုတော့နားလေရတယ်။ငွေမရှိလို့စိတ်ညစ်ရတာနဲ့ဝမ်းမြောက်ခြင်းမရှိလို့ဟလား။တောကများရတာနဲ့ယာရုမရှိလို့တောကရောက်ရတာနဲ့ဘာလို့လဲ။ဖះကို first နေရာမှာမထားရင်ကျန်တဲ့နေရာတွေနေရာမမှန်တော့ဘူး။ဖះကကိုယ့်ဘဝရဲ့ first ဖြစ်ကျန်တဲ့နေရာတွေနေရာမှန်သွားလိမ့်မယ်။အာမင် လူတွေကထားတာဖះကိုနောက်ဆုံးအားလုံးလောက်ပြီးနောက်ဆုံးကြမှာဖះကိုနေရာပေးတာဖះဟာဘယ်တော့မှနောက်ဆုံးနေရာမယူဘူးဖះသခင်ကဒုတိယနေရာသူ့အပေးသူမယူဘူး तू က first तू က first तू အပေးနေရာပဲယူလဲ first तू ကို first နေရာပေးလိုက်ကျန်တာအားလုံးနေရာမှန်သွားမယ်ဒါကြောင့်မိသားစုထဲမှာအတင်းတော်ထဲမှာချစ်တော်ညီကိုမောင်နှမ မောရှေဖယားကို first ထားတယ်ရှင်ပေါ်လူအသက်တာဖယားကို first ထားတယ်အဲ့ဒီ first ထားတဲ့လူတွေရဲ့အသက်တာကျန်တာအားလုံးနေရာမှန်ရောက်သွားတယ်ငွေလားယာတူးလားဝမ်းမြောက်ခြင်းလားကြော်ကြားမှုလားအားလုံးနေရာမှန်ရောက်သွားတယ်မြေကြီးပေါ်မှာအောင်မြင်တဲ့အသက်တာကိုသူတို့ခံစားရတယ်ဆိုတဲ့နားလေရတယ်သင်အသက်တာမှာ God first ဖြစ်ပါစေ Amen God bless you